ာဆင်နေကတော့ဒီလန်ဒန်ဓာပြီပေါ့နောက်ဆုံး18ပွဲမှာရှုံးဝဲလုံးဝတော့မရှိတာဘူးနောက်တစ်ချက်ကကြတော့အာဆင်နယ်မှာကဒီယာဒီလက်ရှိအချိန်ကြီးပေါ့နော်မတူညီတဲ့ကစားသမား6ယောက်က6တင်းသက်တာတွားပြီးတွေ့ရတာပေါ့နော်ဒါဒီယာဒီမှာသူတို့အသင်းကအများဆုံးပဲအားသာဝနာရှင်ပြည်သက်များအားလုံးမင်္ဂလာပါ The Premise Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ီခါမှာတော့ကျွန်တော်တို့ဒီဇီယားထိတ်မှာဆက်လက်ရည်တည်ဖို့စူးစမ်းနေတဲ့အာဆင်နယ်တင်းရဲ့ပွဲချုပ်သုံးသက်ချက်အစီအစဉ်ကိုဆွေးနွေးသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကွန်ထရိုးရေးမင်္ဂလာပါညီလေးကျွန်တော်တို့ဆွေးနွေးပါမယ့်ပွဲစဉ်ကတော့ဒီစနေနေ့ည7:00နာရီမှာရှင်ပြိုင်ကစားသွားမယ့်ဒီဖူဟန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီပေါ့နော်ဒီနှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့တာတဲ့ဖူဟန်ဘက်ကနေပြီးတော့ကိုယ့်ရဲ့အမြင်လေးနဲ့စလိုက်ချင်ပါတယ်ဗျဟုတ်ကဲ့ပါဖူဟန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့နှစ်တိုင်းဖူဟန်က အလဲလဲအစ်စ်မှာရက်တီဖို့အများနဲ့စူးစမ်းတယ်ထိတ်ဆုံးရအောင်လည်းစူးစမ်းတယ်ဒါပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ဖူဟန်ဒီပေါ်ပိုင်းကိုမကတ်နိုင်ဘူးပေါ့နော်ဒီကပြဿနာကဘာလဲဆိုတော့လူဝင်ဟောက်ကိုလုံလုံလောက်ဖြည့်ထားပေမဲ့တကယ်တမ်းတရာဒီလုံးဖြတ်တန်းတဲ့အတိုင်းတာမှာခန်းစစ်ဆိုလဲခန်းစစ်၊ကွင်းလေဆိုလဲကွင်းလေတိုက်စစ်ဆိုလဲတိုက်စစ်ဒီလိုအားနည်းချက်တွေအသီးသီးပေါ်လွင်ခဲ့တဲ့ အနေထားတွေကိုသူတို့ရှင်းလို့မရနိုင်ခဲ့ဘူးပေါ့နော်ဒါကတော့ဖူအန်လိုအသင်းမျိုးမှာရင်ဆိုင်နေရတဲ့အမြဲတမ်းပြဿနာလို့တော့ကျွန်တော်ပြောချင်တယ်အနောက်ဆုံးအခုကျွန်တော်နောက်ဆုံးနှစ်ပွဲဆက်ဆိုလို့ရှိရင်အရေးနိုင်သွားခဲ့တယ်ဒါလည်းညီလေးခုနကပြောထားတယ်ဗီလာနဲ့ပွဲမှာတပွဲသူတို့3-1နဲ့ရှုံးတယ်ပုံပေါက်နဲ့ပွဲလေ3-1နဲ့ရှုံးတယ်ဒီနှစ်ပွဲလုံးကိုကြည့်ရင်3-1နဲ့ရှုံးတဲ့ပွဲတိုင်းတွေအဝေးကွင်းမှာဖြစ်နေဟုတ်ပါဘူးအဲ့နှစ်ပွဲလုံးမှာလည်းပြဿနာဘာရှိလဲဆိုတော့ injury ကစားသမားတွေများတဲ့ပြဿနာရင်ဆိုင်ရတယ်အခုအာဆင်နယ်နဲ့တွေ့တဲ့ပွဲမှာဆိုရင်လည်းသူတို့ဘာလို့ရင်ဆိုင်ရလဲဆိုတော့အဓိကအချက်ကတိုက်စစ်မှုမရှိတဲ့ပြဿနာကိုအဓိကရင်ဆိုင်ရတယ်ဗျာ ခုဆိုလို့ရှိရင်ဒါ session နဲ့ဒါပေါ့เนาะဒါလူငယ်ချတိတ်လေးဖြစ်တဲ့ဂျော်ရှူကင်းပေါ့เนาะဂျော်ရှူကင်းဂျော်ရှူကင်းကလည်းတိုက်စစ်မှာဝင်ပြီးတော့ကစားနေရတယ်သူကစားနေရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုတော့နီးပြမှာကိုဆေးပါလိုချင်တဲ့ပုံစံဖြစ်မလာဘူးခါတိုင်းဆိုလို့ရှိရင်ဒါ Heminess ကိုဦးဆောင်မဲ့အနေထားတွေရှိရပေါ့เนาะ Heminess မရှိတော့တဲ့နောက်ပိုင်းမှာတိုက်စစ်ပြောက်သွားတယ်နောက် Fuyan ရဲ့အာတာချက်ကဘာလဲဆိုတော့ ကွင်းလယ်မှာဆိုတိုက်ဆက်သမားတွေဂိုးရရှိရေးအတွက်တောင်းပန်နေဒီဖလန့်နေရနေပြီးတော့ဘောလုံးဖန်တီးပေးတဲ့အပိုင်းတွေရှိသလိုနောက်ချန်တိုက်ဆက်မှုတွေ EOB တို့လိုကစားသမားတွေကနေပြီးတော့ဘောလုံးခင်းပေးတာတွေရှိတယ်။ကျွန်တော်ရှေ့မှာဆိုလို့ရှိရင်ဒါခင်းနေ EOB တို့ဘောလုံးရပြီဆိုလို့ရှိရင်တိုက်ဆက်သမားအတွက်ဂိုးသွင်းမှုလွယ်ကူတယ်ဆိုတဲ့အပိုင်းတွေမြင်ရတယ်ပေါ့နော်။ဟုတ်ပါတယ်။ဒါပေမဲ့သူတို့တွေမရှိတော့တဲ့နောက်ပိုင်းကျတော့ပြဿနာဘာတွေဖြစ်လာလဲဆိုတော့ဂိုးရရှိရေးကကွင်းလယ်ကောင်းပေမဲ့တိုက်ဆက်မှာဂိုးသွင်းကောင်းတဲ့သူမရှိတဲ့ပြဿနာကိုသူတို့ရင်ဆိုင်ရတယ်။ဟုတ်ပါတယ်။အခုဆို ဟို16နှစ်သားလေးပေါ့ပြီးခဲ့တဲ့ယာဒီကုန်ကန်နီးလောက်ကနေခြေသွမ်းပြခဲ့တဲ့ကောင်လေးအခုလည်းခြေသွမ်းပြနေတယ်ခက်တာသူ့နေရာမဟုတ်ဘဲနဲ့ second striker တို့ကျွန်တော်တို့ဒီတိုက်ဆက်သမားကိုဖန်တီးပေးတဲ့ playmaker တို့လိုနေရာမှာမကစားပဲသူကိုယ်တိုင် striker စစ်စစ်ကစားရတဲ့အပိုင်းတွေကြတော့ဂိုးပြပြောင်းလဲနိုင်စွမ်းကအတွေ့အကြုံကြောင့် ဟိုကွာချက်တွေရှိတယ်ပေါ့နော်တစ်ဖက်ကန်ဆက်တန်ကိုထိုးပေါက်တဲ့အပိုင်းတွေမှာအားနေသွားတာတွေရှိတယ်ဒီလိုအပိုင်းတွေပြန်ထပ်ပြောစရာရှိတာကကန်ဆက်တန်ကန်ဆက်တန်ကိုလည်းသူတို့က၄ယောက်ထားကစားရင်းကနေပြီးတော့၃ယောက်ထားကစားတဲ့အပိုင်းတွေရှိတယ်၃လေး၃လေးကစားတယ်၃ယောက်တန်ထားကစားတဲ့နေရာမှာဘာပြဿနာရှိလဲဆိုတော့ဒါဘက်ဆဲတို့လိုကစားသမားမျိုးကကြတော့ဘိုးကန်ဆက်စစ်စစ်ကိုကစားတဲ့သူတွေ3ဘက်လည်းကစားတယ်ဒါပေမဲ့3ဘက်ကစားလာတဲ့အပိုင်းကြတော့ဒီတောင်မန်တွေပြန်မစင်းနိုင်တဲ့ပြဿနာမှာ တို့ထင်းချိုးရတာခက်တယ်ပေါ့နော်ပြန်တွေ့ရတဲ့အသင်းတွေနောက်ဆုံးရှုံးသွားတဲ့နှစ်ပွဲကိုကြည့်ရင်ဗီလာလိုကောင်တာမြန်ပြီးတော့အမှတ်လုံနေတဲ့အသင်းကိုတို့ရှုံးနေဘုံပေါက်လိုမျိုးဒီကွင်းလေတိတိကျကျပေးပို့တာကောင်းပြီးတော့ဂိုးပြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့သူတွေစုဖွဲ့ထားတဲ့အတွေ့အကြုံရင်အသင်းကိုလည်းတို့ရှုံးခဲ့ကြတယ်အဲ့တော့အခုအာဆင်နယ်နဲ့တွေ့ပြီဆိုတော့ပြဿနာတော့နည်းနည်းရှိတယ်နှစ်တိုင်းမှာတော့ဒီလိုမျိုးလန်ဒန်ဒါဘီမှာအာဆင်နယ်ကိုအိမ်ခွင်မှာအမြဲတမ်းဖူကန်ဒုက္ခပေးတတ်တဲ့အစင်လာတော့ရှိတယ်ဒီအစင်လာကိုထပ်ပြီးတော့လက်ရှိလူအစုဖွဲ့နဲ့တွားနိုင်မလားဆိုတာကတော့ကျွန်တော်နည်းနည်းတော့စိုးရိမ်မိတယ်ဗျ ဟုတ်ပါတယ်ဒီပူအန်ကကျတော့ကျွန်တော်ဒီရဒီမှာအင်ကွင်းရှုံးပွဲလုံးဝမရှိသေးတာကိုကြားပြီးတော့တွေ့ရတယ်အင်ကွင်းတော်တော်လေးမာတဲ့တဲမှာပါတယ်ဗောနော်ပြီးတော့နောက်တစ်ချက်ကကျတော့ဒီ2023ဒီဇင်ဘာကနေပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဒီအာဆင်နယ်ကဖူအန်ကိုအင်ကွင်းမှာဖူအန်ရဲ့အင်ကွင်းမှာဗောနော်လုံးဝမနိုင်တာတော့လေကျွန်တော်ကြားပြီးတော့တွေ့ရတယ် ီပွဲစဉ်ကကြတော့လန်ဒန်ဒါဘီလည်းဖြစ်တယ်ဒီဖိုအန်အတင်းကလည်းအတင်းကြီးတွေကိုဒုက္ခပေးနိုင်ဆိုလည်းရှိတာကြောင့်ဘယ်လိုပြောရမလဲအင်ဝင်းအားနဲ့အာဆင်နယ်ကိုခံစားလာမယ်ဆိုတော့ကျွန်တော်တို့မြင်တယ်ဗောနော်အဓိကတော့ Chelsea နဲ့ကစားခဲ့တဲ့ပွဲမှာလည်းဖိုအန်အတင်းကသူ့ရဲ့ယုံအားတစ်ခုသူပြခဲ့တယ် United နဲ့ကစားတဲ့ပွဲမှာလည်းတည်ရအောင်သူကစားပြခဲ့တာကြောင့်တွားပြီးတော့သူ့ရတယ်ဗောနော်ပြီးတော့ကိုထရွန်ခုနကပြောသွားခဲ့တဲ့ Joshua King ဗောနော်ဒီသူငယ်ကစားမလေးကဖြစ်တော်လာမဲ့ပုံစံမျိုးမှာတော့ရှိရေဗောနော် ဒီကစားသမားတွေအကြောင်းပြောကြပြီဆိုရင်ကျွန်တော်တို့ကဒီ EVO ပြီကိုလည်းကျွန်တော်မေးသားလို့တော့မရဘူးဟုတ်ကဲ့ပါဘာဦးကြည်မီနက်စီပြီးတော့ဒီမူနစ်ဆိုပေါ့ဟုတ်ကဲ့ကစားသမားတွေတရားပြဿနာတွေကဒီ EVO ပြီကိုပို့ပြီးတော့အရေးပါစေတယ်ပေါ့နော်ပြောမှတော့သူကတိုက်စစ်မှာနေရာဆောင်လိုက်ပြီးတော့ Romeo ကစားပေးရဲ့ဟုတ်ကဲ့ Fuan တိုက်စစ်အတွက်ရုံအားကသူ့စီမှာပဲရှိရဲ့လို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော် Fuan တင်းရဲ့အဓိက main carry လို့လည်းပြောရင်လည်းမှားဘူးပေါ့နော်ဒီနေရာဒီမှာဆိုလည်းသူကလက်ရှိအချိန်ဒီ live breaking pass ရှစ်ချိန်ထိတောင်မှရှိတယ် ရူနိုဖာနာဒက်ပြီးရင်တော့ဒီကစားသမားအီဝိုဘီကတော့အများဆုံးပါเนาะတိုင်ပိုလေးတော့ရှိရပေါ့နောက်တန်းမှာဆိုရင်ဒီဘာဆေးကသူ့ရဲ့ကစားပုံကကောင်းတယ်ပြီးတော့ဒီတမ်ဘတ်တက်ဆစ်မူးတွေရဲ့အုံနောက်တွေကိုခေါင်းထဲကိုဝင်ပြီးတော့နောက်ရှက်ပြီးနိုင်ဆိုရှေ့ကစားသမားတယောက်လို့ကျွန်တော်ကတော့မြင်နေပေါ့เนาะဒီပွဲစဉ်မှာလည်းဒီအာဆင်နယ်တိုက်စစ်မှုယောဂရက်ကိုသူလိုက်ပြီးတော့စိတ်နောက်ရှက်ပြေးအောင်မယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်။ကွင်းလယ်ကိုပြန်ပြီးကြည့်မယ်ဆိုတော့လေလူကေတို့ချူမွေစီတို့မပါတဲ့ပွိုင်တင်းရဲ့ကွင်းလယ်ကတော့အားနေချက်တွေတော့ရှိလာမှာပဲ။မှန်ပါပဲ။ပွိုင်ရဲ့ခံစစ်ကလည်းအရင်လိုမျိုးမဟုတ်ဘဲနဲ့ကြစ်လက်မှုတွေပျောက်ဆုံးနေတယ် အာဆင်လေလိုမျိုးကစားသမားတယောက်တည်းကမဟုတ်ဘဲနဲ့ကစားသမားမျိုးစုံပေါ့နော်ကစားသမားအစုံကဂိုးတင်တာနဲ့ရှိရအသေးနဲ့တွေ့ရမှာဆိုတော့တုံတန်အောင်တော့အစဉ်ပြလောက်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဓိကတော့ဒီဒီပွဲစဉ်မှာတော့ဖူအန်အနေနဲ့ဒီ၃ပွဲဆက်တိုက်မရှုံးအောင်ပေါ့နော်စူးစမ်းဖို့တော့လိုတယ်အနိုင်ဆိုတာကတော့အိမ်ခွင်းအားတစ်ခုတည်းနဲ့တော့အနိုင်ရလဲဆိုတာကြီးကိုဖော်ဆောင်ဖို့ကတော့ခက်တယ်ဗျဟုတ်ကဲ့ပါဒါပေမဲ့လည်းဒီဂိုးမပေးအောင်တားလိုက်နိုင်ပြီဆိုတာနဲ့ပဲတေရလဲဆိုတာလည်းဒီဖူအန်အသင်းတော်တော့၃ပွဲဆက်မရှုံးတော့ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ကျွန်တော်တို့ဒီအာဆင်နယ်ဘက်လေးကိုတွားရင်လည်းပြပြပါ အဲတစ်ဖက်ကဖူဟန်အကြောင်းတော့ပြောပြီးဆိုတော့အာဆင်နယ်အကြောင်းလည်းပြောရမှာပေါ့နော်ဒန်ယာယပြဿနာကစားသမားတွေလည်းအာဆင်နယ်မှာထိုက်တန်းတလောက်ရှိတယ်ပေါ့နော်ဒါပေါ့ကျွန်တော်တို့ကာလရှိန်နားရတဲ့ဂျေဆူးတို့အကြောင်းတော့မပြောတော့ဘူးပေါ့အခုအနည်းဆက်ဆုံးဆိုလို့ရှိရင်တော့ဒါအော်ဒီကတ်နားထားရတယ်နောက်ပြီးတော့မာတူဂီဒန်ယာယထားရတယ်ပေါ့နော်ဒီပိုင်းလေးတွေတော့ရှိတယ်ဒါပေမဲ့လက်ရှိဒီနှစ်အာဆင်နယ်ကနှစ်သင်းစာမှာကအင်အားဖြည့်ထားတဲ့အပိုင်းကတော့ပြည့်သက်တွေအားလုံး ဒါတွေ့မြင်ပြီးတော့သဘောကျနေတဲ့အပိုင်းရှိတယ်အဲ့တော့လူမဆုံပါဘူးထောင်းအခုဖူဟန်နဲ့တွေ့မဲ့အနေထားမှာ international break အပီးပြန်ကစားမယ်ဆိုတော့ကစားသမားတချို့တွေကတော့ပွဲပန်းနဲ့တန်းရတော့ခံရမှာပဲဖူဟန်လည်းခံရသလိုအာဆင်နယ်ကတော့ပို့ပြီးတော့ခံစားဖို့များတယ်ပွဲထွက်၁၁ရောက်လုံးကဒါနိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံထားရတယ်သူပါနေတယ်ဆိုတော့ပွဲပန်းနဲ့တန်းကိုလည်းရှိတယ်အဲ့ဒါပြီးသွားလို့ရှိရင်နောက်တစ်ချက်ကဘာလဲဆိုတော့အက်တလက်တီကိုမက်ဒရစ်နဲ့ချန်ပီယံလိအိမ်ကွင်းမှာကစားရမယ်ပွဲတစ်ပွဲလည်းရှိတယ်ဒါလည်းကျွန်တော်တို့ထည့်တွက်ရမယ်အဲ့တော့ နောက်ဆုံးအာဆင်နယ်ရဲ့မျှော်လင့်ချက်ကဘာလဲဆိုတော့ပြီးခဲ့တဲ့ပွဲမှာဝက်ဆန်လိုအသင်းမျိုးကိုလန်ဒန်ဒါဘီပဲအနိုင်ရအောင်ကစားပြီးတော့အမှတ်ပေးစရာထိတ်ဆုံးကိုရပ်တည်လိုက်တယ်။အဲ့ဒီရပ်တည်မှုခိုင်မြဲရေးအတွက်ကလည်းဒီပွဲမှာတော်တော်လေးကိုအကျိုးသက်ရောက်မှုရှိဖို့လည်းလိုအပ်တယ်။အဲ့တော့ကျွန်တော်ကတော့စဉ်းစားတယ်ဘယ်လိုစဉ်းစားလဲဆိုတော့လူဆုံတက်ဆုံနဲ့ပဲပွဲထွက်အောင်ကစားမယ်ပွဲထွက်လာမယ်ဖူဟန်ရဲ့ကောင်တာတွေကိုအဓိကတော့အာဆင်နယ်ကစားသမား၄ယောက်၅ယောက်လောက်ရှိမယ်ပေါ့ဗျာနော်ဖူဟန်မှာဆိုလို့ရှိရင်ဒါ ဒါ UOB အပါဝင်တခြားကစားသမားတွေရှိတယ်ကိုသမားဒီနိုအားဆာအာဆင်နယ်ကစားသမားဟောင်းနေဆိုတော့အသင်းဟောင်းတော့သူတို့ကညှက်ကန်ပါပဲအဲ့တော့အာဆင်နယ်ရဲ့ကောင်တာသွားမဲ့တပေါက်ကဒါခုနညီလေးပြောတဲ့အတိုင်းပဲယော့ဂရက်စ်ဘလောက်ထိတတ်တတ်ရရနဲ့ဂိုးသွင်းတိကြမလဲလက်ရှိမှာလဲယော့ဂရက်စ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ပြိတက်ကခေါ်လိုက်တဲ့အစိပ်ပိုင်းမှာသဘောကျပေမဲ့အသင်းနဲ့အံဝင်မှုအပိုင်းမှာသူတယောက်တည်းထီထီဖြစ်နေတဲ့အပိုင်းကိုဂိုးမရတဲ့အပိုင်းကိုအခုချိန်ထိတိတ်သဘောမကျသေးဘူးပေါ့နော်ကိုယ်တော့ရတယ်ရတဲ့ကိုကလည်း Premier League Striker အစ်တတယောက်အနေနဲ့ဒီတဲ့ပို့ပြီးရတဲ့နယ်လို့လည်းဝေဖန်ပြောဆိုကြတယ် ဲ့တော့ဒီပွဲရဲ့အဓိကကြတာက East Palama လာဒါမှမဟုတ်လို့ရှင်တခြားကစားသမားတွေနဲ့ဟိုစုဖွဲ့ပြီးတော့တိုက်စစ်ကိုဆင်ပါလာအဓိက Arsenal ကိုကြည့်မှဆိုရင်အာဆာခါပိုင် OKB နော်ဒါပြိတ္တတွေလက်ခံသဘောကျတဲ့သူအခုနောက်ပြီးတော့ Decan Rice ပါရင် OKB Cancelan ဆိုလို့ရှင်တော့ Gabriel ရဲ့နောက်ပြီးတော့ Silva ရဲ့ဒီလူတွေပါလာခဲ့ပြီဆိုရင်တော့ Arsenal ရဲ့ရှေ့လယ်နောက်ကလူမဆုံသည့်တိုင်အောင်ထိန်းချုပ်ပြီးတော့အသင်း ုံစံကိုဖန်တီးပြီးတော့ဂိုးရရှိရေးအတွက်လုံနိုင်စွမ်းရှိတယ်။အဲ့တော့ကျွန်တော်စဉ်းစားရမှာအာဆင်နယ်ဒီနောက်ဆုံး9ပွဲမှာ9ပွဲဆက်နိုင်ထားတဲ့ဒါကိုထပ်ပြီးတော့နိုင်ပွဲတစ်ပွဲတိုးမြင့်ပြီးတော့မှတ်ပေးစရာထိတ်ဆုံးမှာရက်တီနိုင်ခွင့်ယူနိုင်မလားဆိုတဲ့အပိုင်းပေါ့နော်။ဒါကိုကျွန်တော်စဉ်းစားကြည့်လိုက်တဲ့အနေအထားအရဆိုရင်တော့အာဆင်နယ်လက်ရှိစုဖွဲ့မှု current form ရဆိုရင်တော့နိုင်ပွဲဆက်ဖို့ကတော့ချိန်နေပေးနိုင်တယ်ပေးနိုင်တယ်ဆိုတာအဆုံးသက်ကောင်းတဲ့သူတွေရှိတယ်နောက်တစ်ချက်ကအာဆင်နယ်ရဲ့ playing style ကတစ်ချက်ပြောင်းသွားတာက east ပါလာတဲ့အတွက်ကြောင့်မလို့ အတွင်းထိကိုဝင်ပြီးတော့ဂိုးရရှိရေးအတွက်နှိုက်တာမျိုးမဟုတ်တော့ဘဲနဲ့ဒီကန်ရိုက်စ်တို့အစ်တို့အဝေးကန်ချက်တွေပေါ့ကျွန်တော်ဆက်ရှိကိတ်ထိတ်ကနေကန်သွားတဲ့အဝေးကန်ချက်တွေကဒီပွဲမှာအရေးပါအရာရောက်မယ်လို့တော့ကျွန်တော်ထင်တယ်အာတာချက်ကဆက်ပီးစီဆိုလဲအာဆင်နယ်โอเคတယ်ဆာခါပါမယ်ဆိုလဲအာဆင်နယ်အတွက်တောင်ပန်ကပွင့်နိုင်တယ်ထရော့ဆက်ဝင်တိုးနိုင်တယ်ဆိုတော့အာတာချက်အားနည်းချက်တွေကြည့်မယ်ဆိုရင်လူမဆုံးသည့်တိုင်အာဆင်နယ်ကဒီပွဲမှာအဝေးခွင့်ဖြစ်နေသည့်တိုင်သူတို့ရဲ့မျှော်လင့်ခွင့်ကတော့ရာဂိုင်းတော့များတယ်လို့ထင်တယ်ဗျဟုတ်ပါတယ်ဒီ ာဆင်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စတက်လေးတစ်ခုသွားပြီးတော့တွေ့တာပေါ့ဟုတ်ကဲ့ပါအာဆင်နယ်ကတော့ဒီလန်ဒန်ဒါဘီပေါ့နောက်ဆုံး16ပွဲမှာရှုံးဝဲလုံးဝတော့မရှိတာဘူးနောက်တစ်ချက်ကကျတော့အာဆင်နယ်မှာကဒီယာဒီလက်ရှိအချိန်ကြီးပေါ့နော်မတူညီတဲ့ကစားသမား6ယောက်က6တင်းသားတာသွားပြီးတော့တွေ့ရတာပေါ့နော်ဒါဒီယာဒီမှာသူတို့အတင်းအများဆုံးပဲပြောရမယ်ဆိုတော့ဒီအာဆင်နယ်ကိုဒီဂိုးမရဟိုတော့ဂိုးမပေးရဖို့တော့ကကျွန်တော်တယောက်တည်းဟုတ်ပဲတားလို့မရတော့ဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်လာတယ် ဖူဝမ်ရဲ့ခံစစ်ပန်းကိုပြန်ပြီးကြည့်မယ်တော့လေအကောင်းကြီးလည်းမဟုတ်ဘူးဒါစောရတယ်ကျွန်တော်ပြောပြီးွားခဲ့ပြီပေါ့နော်အာဆင်နယ်ကတော့တိုက်စစ်ပဲကောင်းလာတာမဟုတ်ဘူးခံစစ်ကလည်းတော်တော်လေးဥမာကြည့်လိမ့်မှုရှိရဲ့ယာဒီအစပထမဆုံးကစားခဲ့တဲ့ United နဲ့ပွဲကိုဖဲလိုက်မယ်ကျွန်တဲ့ပွဲတွေကိုပြန်ပြီးကြည့်မယ်ဆိုရင်ကန်ကျက်၁၀ကျက်အောက်ပေါ့နော်အဲ့လောက်ပဲခွင့်ပြုတာတွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒါတော့မှယာဒီအစ United နဲ့ပွဲမှာတော့မှ clean sheet နဲ့အနိုင်ရလာတာဆိုတော့ကျွန်တော်မိသားစုတော့မရပြေဘူးဗျာ ဒီချိန်မှာလက်ရှိပေါ့နော်အနီးကပ်ပြိုင်ဘက်ပေါ့လီဗာပူးအသင်းကယူနိုက်တက်နဲ့ကစားဖို့ပွဲကျက်နေတဲ့အချိန်မှာတော့အာဆင်နယ်နဲ့ဒီပွဲစဉ်တော့အမားခံလို့မရဘူးလို့တော့ကျွန်တော်ကတော့ဟုတ်ပါတယ်ပေါ့နော်ခြေစမ်းပိုင်းကအားရစရာမကောင်းဘူးလိုအပ်ချက်တွေရှိနေတယ်ဆိုရင်ဆိုရင်တော့မှပေါ့နော်လိုချင်တဲ့အနိုင်သုံးမှတ်ကိုဒီပွဲစဉ်မှာတော့မရမကရအောင်ယူလိမ့်မယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ပါအဲဆိုရင်ကျွန်တော်တို့ဒီကိုရလက်ခံမှန်းတဲ့ဘက်လေးကိုသွားကြည့်ပါမယ်ဟုတ်ကဲ့ကိုရလက်ကတော့ကျွန်တော်ကြိုက်တဲ့ကိုရလက်ပေါ့နော် ။ဘာကြောင့်လဲဆိုတော့ Arsenal ကတော့ clean sheet ရအောင်တော့အဝေးကွင်းမှာတော့ရအောင်တော့နှိုက်မှာပဲ။ဒါပေမဲ့တစ်ချက်ရှိတာကပွဲပန်းထားတဲ့ဒန်လေးရှိတယ်ဆိုတော့အဲ့တစ်ချက်တော့ကျွန်တော်နည်းနည်းလေးတော့စိုးရွံ့နေ။ဟုတ်ပါဘူး။တော့ကျွန်တော်ဒီလိုဆွေးနွေးတင်ဆက်နေတဲ့အချိန်မှာကပွဲနဲ့လည်းနည်းနည်းအလန့်ဝေးတာပိုင်းလေးရှိတယ်လေ။ဟုတ်ပါဘူး။အဲ့တော့ဖြစ်နိုင်ခြေလေးကိုကျွန်တော်တစ်ချက်တွက်ကြည့်တယ်။ Arsenal ကိုပေးရရင်တော့တကောတော့ပြန်ပေးရမယ်လို့ထင်တယ်။ကျွန်တော်အကြိုက်ကိုပြောရေးဆိုလို့ရှိရင် Arsenal ရဲ့ရလက်က1-2လောက်ကစပြီးတော့ကြည့်ရမယ်ထင်တယ်ဗျကျွန်တော်ကတော့ Arsenal ကြိုက်တယ်1-2လောက်ကိုတော့ အဲ့လောက်ကစကြည့်မယ်နိုင်ရင်လဲ1 2 1 3တပေါက်တည်းပြောဖို့ဆိုလို့ရှိရင်တော့1 2ကတော့အလားဆုံးပေါ့ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်လည်းဒီပွဲစဉ်မှာကိုထရောနဲ့အမြင်သူတွေပြောရလိမ့်မယ်ဗျာဒီအာဆင်နယ်အနေနဲ့ဒီ4အသင်းကိုတော့ဒီဂိုးတော့တော့ပြန်ပြီးတော့ပေးရမယ်လို့ကျွန်တော်ကတော့မြင်နေဒါပေမဲ့အာဆင်နယ်ကအချိန်တိုင်းတော့နိုင်သွားမယ်လို့ကျွန်တော်ကယူဆတယ်ပေါ့နော်ဒါကြောင့်မလို့ဂိုးရလက်အနေနဲ့ကတော့ဒီအာဆင်နယ်အသင်းက4အသင်းကိုဒီ1 2ပေါ့အေးရလက်လောက်နဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ကတော့ခံမှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဆွေးနွေးတုံ့ပြန်ပေးသွားတဲ့အကြောင်းအရာကတော့ဒီအာဆင်နယ်အသင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် တို့နှစ်ယောက်လုံးကတော့အာဆင်နယ်အသင်းအနိုင်ရရှိသွားမယ်လို့ခန့်မှန်းထားပါတယ်ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့စောင့်ကြည့်သွားမှာပါအဆုံးသတ်ကြည့်ကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်လာမယ့် Depremis Sport ရဲ့အားစားစီစဉ်တင်မှာပရိသတ်တွေနဲ့ပြန်မယ်ဆိုလို့ကြင်ပါသေးတယ်ဗျာ